လေးကျေနေတဲ့ဒေဝကို မဆုံးမခင်တိုင်းဖိုက်တာနဲ့လက်ရည်စင်မဲ့ရွှေရာမန်ပရိသတ်ညာအလုံးမဲမင်္ဂလာပါရှင်ကြော်ကြား MMA Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ ရာမန်ကတော့ဒီနှစ်တည်းမှာဒေဝနဲ့စိန်ခေါ်ပွဲရှင်ပြိုင်တိုးတက်သွားဖို့ရှိနေပြီးလွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းကဒေဝကိုစိန်ခေါ်ပြောကြားထားခဲ့တဲ့အကျိုးဆက်ကိုရင်ဆိုင်ရတော့မှလည်းဖြစ်ပါရယ်။ရာမန်ကဒေဝကိုမပြောပါနဲ့မြန်မာပြည်မှာရှိတဲ့ဘယ်လိုတိုက်တန်းဖိုက်တာမျိုးကိုမဆိုရင်ဆိုင်သွားဖို့စဉ်းသင်းရှိနေတဲ့အကြောင်းအင်တာဗျူးတစ်ခုမှာခေါင်းညှိနှိပ်ပူပါရယ်။ဒါကြောင့်ရာမန်ဟာဘယ်လိုဖိုက်တာမျိုးနဲ့ပဲရင်ဆိုင်ရပါစေရင်ဆိုင်ရတဲ့တတ္တိရှိသူလို့ဆိုရမှာပါ။ ပြီးခဲ့တဲ့လတော်ကောင်ဆိုရင်လေရာမန်ကသူ့ရဲ့လူမှုကွန်ရက်အကောင်ကနေတစိချန်ပီယံတွေဆိုသူများ training ကောင်းကောင်းလုပ်ထားပါရာမန်ပြန်လာပြီဆိုပြီးတော့သူ့ရဲ့လေ့ကျင့်မှုဗီဒီယိုနဲ့တူပြိုင်ဘက်တွေကိုတတိပေးပြောဆိုမှုတွေပြုလုပ်လိုက်ပါသေးတယ်ပရိသတ်တွေကတော့ရာမန်ကထိုးပေါက်ရှိပြီးမောင်ကုံမရှိတက်လုံမရှိတဲ့ပုံမှာရာမန်ကိုသိပ်ပြီးအာမပေးကျင်ကြပဲအာမေချက်တွေကိုပြင်ဆင်ပြီးကမှအခုလိုလေတိုက်တာမျိုးတွေပြုလုပ်ဖို့အတွက်ရာမန်ကိုပြန်လဲတတိပေးနေကြပါတယ်ရာမန်ကတော့ဘသူတွေပါပဲပြောပြောဂယူဆိုင်နေမှာမဟုတ်ပဲကိုလှုပ်တဲ့အရာကကိုရဲ့တမိုင်းပဲဖြစ်တာကြောင့်ကို ရဲ့သမိုင်းလှဖို့အတွက်စူးစမ်းနေတယ်လို့ပဲတုံ့ပြန်ပြောဆိုခဲ့ပူပါရီရာမန်ထိုးခဲ့ဘူးတဲ့ပရစ်ကိုကြည့်မယ်ဆိုရင်ချို့တော့ပရစ်မှာရာမန်ရဲ့ကစားပုံကအတော်လေးကောင်းမွန်ပြီးအနိုင်ရရှိဖို့အတွက်အနေထားတစ်ခုမှရှိနေခဲ့ပါရီဒါပေမဲ့ပွဲပြီးမှာရာမန်အနိုင်မရလိုက်ပဲနိုင်ပွဲနဲ့လွဲချော့ခဲ့ရတာတွေလည်းရှိပါရီဒါကတော့ရာမန်ရဲ့အဓိကအားနည်းချက်တွေထဲမှာတစ်ခုအပါအဝင်လို့ဆိုရမှာပါ ဒီကြောင့်နဲ့ပတ်သက်လို့ရာမန်ကအခုလို့ဖြစ်ရတာဟာနီးပြနဲ့ပဲအဓိကသက်ဆိုင်ကြောင်းသူကနီးပြပြောင်းလဲတွေကိုမကြခဏပြုလုပ်လေးရှိပြီးနီးပြတယောက်နဲ့ရေရှည်ဓာတ်မတည့်ဖြစ်နေကြောင်းအခုလိုမျိုးနီးပြပြောင်းလဲတွေမကြခဏဖြစ်နေတာကြောင့်နေ့စနစ်ပိုင်းဆိုင်ရာချင်းကဲမှုတွေမှာအစကနေပြန်ပြန်ဆနေရကြောင်း အချို့သောဖွဲ့ရိမှာဆိုရင်ညီပြောင်းရဲ့ဤစနစ်တွေနဲ့ကောင်းစွာလေ့ကျင့်မှုတွေမပြုလုပ်သေးခင်မှာဝင်ထုံရတာဖြစ်လို့ခုလိုမျိုးသူရဲ့လက်စွမ်းတွေကမတိမငိမ့်ဖြစ်ရကြောင်းရာမန်ကအကြောင်းပြချက်ပေးထားပါရယ်။ဒါပေမဲ့ရာမန်ကတော့သူ့ရဲ့အဓိကရည်မှန်းချက်တစ်ခုကိုမပြည့်ပြည့်အောင်ဖြည့်ဆည်းသွားဖို့စိတ်အားထက်သန်နေပါရယ်။သူ့ကိုပရိသတ်တွေကမြန်မာချန်ပီယံတယောက်ဖြစ်စေချင်တယ်လို့သူ့ဘက်ကလည်းပရိသတ်တွေရဲ့ဆန္ဒပြေဝသွားအောင်စွမ်းခုံကြိုးစားသွားမယ်လို့ရာမန်ကကတိပေးခဲ့ပါရယ်။မြန်မာပြည်ချန်ပီယံတယောက်ဖြစ်ဖို့ထည်မှန်းထားတဲ့ရာမန်ကဒီနှစ်ထဲမှာတော့သူစိန်ခေါ်ပြော ကြားထားတဲ့ဒေဝနဲ့ပွဲကြီးပွဲကောင်းတစ်ပွဲကိုရှင်ပြိုင်ထိုးသက်သွားဖို့ရှိနေပါတယ်။ဒါကတော့ရာမန်ရဲ့ကစားသမားဘွားအတွက်အကြီးမားဆုံးနဲ့ခက်ခဲဆုံးသောစိန်ခေါ်မှုတစ်ခုလည်းဖြစ်လာမှာပါ။ ရာမန်ကိုအပီဖြုတ်ဖို့အတွက်လည်းဒေဝဘကအတော်လေးကိုအောက်ခဲပြင်စေတဲ့တာကြောင့်ဒီပွဲဟာရာမန်တွတ်တော့မလွယ်ရေးချမလွယ်ကူဘူးလို့ပဲပြောရမှာပဲဖြစ်ပါရယ်အခုဆိုရင်ရာမန်ကတော့ဒေဝနဲ့မထိုးခင်မှာပဲပီပောက်ဖိုင်တာတယောက်နဲ့လက်ရည်စံပွဲတစ်ပွဲရှင်ပြိုင်ထိုးသက်သွားဖို့ခြေနေကဖန်တီးလာခဲ့ပြီးဖြစ်ပါရယ်လာမယ့်မေလ25ရက်နေ့မှာကျင်းပပြုလုပ်သွားမယ် MSC 5ပြိုင်ပွဲမှာရာမန်ရဲ့ပွဲစဉ်လဲပါဝင်လာခဲ့ပါရယ်ဒီပြိုင်ပွဲမှာဆိုရင် ရာမန်ကတိုင်းဖိုင်တာဂိုင်ဒီဆက်နဲ့အထိတ်တအင်ဆိုင်သွားရမှာဖြစ်ပါရယ်ဂိုင်ဒီဆက်ရဲ့ကစားပုံကနော့ဖော်စတန်စ်ဘဲချေဘဲလက်ရှစ်ထွက်အပြုတ်ကစားတဲ့ကစားပုံမျိုးဖြစ်ပါရယ်ဘဲချေကန်ချက်ဟာတော်လေးကိုကောင်းပွန်ပြီးချေကန်ချက်ညံနေပါဝါပါရယ်လက်ရှိချိန်ထိဆိုရင်တော့ဂိုင်ဒီဆက်ဟာပွဲပေါင်း80ကြော်ထိရှင်ပြိုင်ထိုးသက်ထားပြီးဖြစ်ကောပွဲ60ကြော်အနိုင်ရရှိထားပြီးရှုံးပွဲလဲ15ပွဲပဲရှိထားတာကြောင့်ထိုးပွဲမှတ်တမ်းကောင်းတွေကိုရယူထားနိုင်တဲ့ဖိုင်တာလို့ပြောလို့ရပါရယ်တိုက်စစ်အာတန်ဖိုင်တာတယောက်ဖြစ်သလိုမြမရိုးရလက်ဝိတ်နဲ့လဲ အတော်လေးကိုယင်းဒီကြောင်းမူရှိတာကြောင့်ဒီဘက်မှာရာမန်နေနဲ့ပေါ်လို့မရပါဘူးဒီဘက်ကတော့ဒေဝါနဲ့ပွဲမတိုင်မီမှာရာမန်အတွက်လက်ရည်စစ်ပွဲဖြစ်ကစားရတဲ့လူတော်ဆိုနိုင်ပါတယ်ရာမန်ဟာဒီပွဲမှာဘယ်လောက်ထိလုံပြနိုင်မလဲဆိုတော့ဒေဝါနဲ့ပွဲအနိုင်ရှုံးကိုလည်းကြိုတင်မှန်းဆရလွယ်ကူသွားပါစေလိမ့်မယ်အဆုံးထိကြည့်ပေးကြကြလို့အားလုံးကိုကျေးဇူးတူပဲတင်ပါတယ်ရှင်ဝိုင်းဘက်ဆော့ကစားလို့ပါကတက် Twitter ရဲ့ page လေးမှာဆော့ကစားလို့ရပါတယ်ပရိုမိုကုတ် SYS7 လေးကိုအသုံးပြုပြီး100%ပေါ်နဲ့ရယူလိုက်ပါ